ဒါနဲ့ဖိုတူတို့တတွင်လေးမိဝိုင်းခန့်နဲ့လို့ကြွကြွရဲ့လေးတွေနဲ့တကောင်စာထမင်းလေးတွေထုတ်လိုက်ကြတယ်။အားလုံးထုတ်ပြီးသွားတော့တိုးချောင်ဟာအားလုံးတော့ပြီးပြီငါတို့အခုသွားကြတော့မလား။အေးသွားတော့ပေါ့လမ်းမတီးတဲ့လမ်းမီခွေးမှန်သမျှချကြည့်မယ်နော်။ဒလုံးနဲ့သူတို့တတွေအထုပ်ကလေးတွေကိုနိုင်တဲ့လောက်ကင်လို့လမ်းကိုထွက်လာခဲ့ကြတယ်။ ။တရတော်ဖို့သူတယောက်လမ်းတင်းမောဆိုင်မှာမဝယ်ဖို့အတွက်တယောက်တည်းထွက်လာသည်။အခုကလေးကကိုစားကျင်တယ်မို့ကိုတေချာရွေးထားမိ။ဖိုရောက်ရင် မုတ်တရားဆုံတော့စားကျင်နာရီရများပြီးအကျွေးတွေယူလာမိတာမနေဘူး။ဖို့သူလည်းအဲ့လိုတွေ့ပြီးဆက်လျှောက်လာနေတော့လမ်းမှာကြောက်ကိုကိုက်ပြီးထွက်ပြေးလာတဲ့ခွေးတကောင်ကိုတွေ့လိုက်ရတယ်။တစက်တည်းမှပဲအဲ့ဒီခွေးရဲ့အနောက်မှာဝလုံးတော့ကိုက်ပြီးလိုက်လာတဲ့လူကြီးတယောက်ကိုလည်းတွေ့လိုက်ရပါတယ်။ ဖို့သူဟာဟာဘာဒီဖြစ်နေရလဲမသိဘူးငါအမြန်ဆုံးဝင်တောင်းပါပဲဒါနဲ့ဖို့သူလဲဝလုံးကန်ထားတဲ့လူကြီးရှိရနေဝင်ရလိုက်တယ်အဲ့ဒီလူဟာဟေ့ဖို့သူဘာလုပ်တာလဲရှိရနေဖဲစမ်းဖဲဖဲမဖဲပါဘူးကျွန်တော်ဖဲဦးကြီးစင်မောကကိုယ့်ကိုဝလုံးတုံနဲ့လိုက်ရမှာဗောဗျဖို့သူစကားကြောင့်ဦးစိန်ပေါ်လေပို့တော်သာထွက်သွားတယ်။ဟေးဖို့သူဖဲစားမှာဟာ ဒီခွေးကဦးကြီးအိမ်ကကြက်ဝူတွေကြက်သဲတွေကိုခုတ်ကိုသွားတာတကနကမကတော့တတကတော့မှတ်လောင်ရိုက်ဆုပ်ပြစ်မယ်ဖိုးသူကတော့ဘလို့ပြောပြောမဖေးဘူးမလုပ်ပါနဲ့ဦးကြီးစိန်မောရေသူတို့ခင်ဗျာကြွေမာစားခို့မာစားရတဲ့တိရစ္ဆာန်လေးတွေပါဗျလူတွေရိုက်ရင်လဲခံရမယ်သူတွေပဲဗျာတနာပါတယ်ဗျာမလုပ်ပါနဲ့ဟာဖိုးသူမင်းငယ်တော့ဆိုတော့မြစ်တာထားနိုင်မယ်ကွာခိုးတာခိုးတာပဲကွာ မင်းပြောနေလဲမထုပါဘူးကဲထားတော့ဦးကြီးလည်းမလိုက်တော့မထုလည်းမှီတော့မှမဟုတ်ဘူးရဲ့နောက်တခါတွေ့မှလေကိုစားတဲ့ပါဆက်ရိုက်ပြုံးမယ်ဦးစိန်မောတယောက်လည်းအဲ့လိုချင်းလို့ဖိုတိုရှိကနေထွက်သွားတယ်အဲ့တော့မှဖိုတိုလည်းခொနကခွေးပြေးသွားတဲ့နောက်ကိုလိုက်ကျင်လိုက်တော့ခွေးမကြီးကသူ့မွေးထားတဲ့ကလေးတွေကိုခိုးလာတဲ့ကြက်ကိုခြာကျွေးနေရကိုတွေ့လိုက်ရှာတယ် ။အော်မင်းကမင်းကလေးအတွက်ကိုရာဆိုပေမဲ့ကိုရာမကောင်းဘူးကွ။ဟမ်။ငါမင်းတို့အတွက်ဘယ်လိုလုပ်ပေးရပါ။ပို့သူလည်းအကွယ်တနည်းအားနေချောင်းကြည့်ပြီးတော့ထွက်လာခဲ့တော်တယ်။ဒီလိုနဲ့နောက်တစ်ရက်မှာတော့ပို့သူကသူ့အဖွဲ့သားတွေကိုတိုက်မင်းစရာရှိတယ်ဆိုပြီးချိန်လိုက်တယ်။တိုက်မင်းစရာရှိတယ်ဆိုတာဘာလဲပို့သူရဲ့ပြော့လေ။ ဒါနေဘူတူကတိုင်းရိုက်မပြောသေးဘူး။မင်းတို့မှသာအခုနေပတ်စံတသိန်းရှိရင်ဘာလုပ်မှာလဲ။ဘူတူစကားကိုတော်ဘောကတော့ချက်ချင်းဆိုတယ်လို့မဟုတ်ရဲစားမှာပေါ့ကွာမင်းရလေဘာလုပ်ရမှာလဲ။ cosmetic တို့အလောက်ကွန်ပစ္စည်းတို့ဝယ်မယ်လေဟာနင်းရလေ။ဘူတူကတော့ဘသူ့အပြေကိုမှမကြိုက်ဘူး။ငပိတ်ကိုထပ်မြင်လိုက်တယ်။မင်းရောဘာလုပ်မှာလဲ။တသိန်းကနေပိုများလာထီထိုးမှာပေါ့ကွာ။ ။ငပင်းကပိုဆိုးနေရနဲ့ဖို့ထူလေ။ဟာမင်းတို့ကောင်းနေရတော့ကို့တဖို့ပဲကြည်ကြတာပဲကွာဟမ်။ပတ်စံတသိန်းဆိုတာနဲတာမဟုတ်ဘူး။ဘလို့အကျိုးရှိရှိအသုံးချမယ်လို့ကြောင့်တရားမှမတွေးကြဘူး။နင်းရောဘာလို့မှလည်းဖို့ထူ။နင်ငါတို့ကိုမေးကြတဲ့အကြံရှိတယ်မလားပြောစမ်းမ။ဟမ်။ဟေးဟေးဟုတ်တယ်ဟငါမှအကျန့်ရှိငါလမ်းမိတ်ခွေးလေးတွေကိုအစာကျွေးကျင်နေဟာသူတို့တွေခင်ဗျာ အစာဝမ်းဝလည်းလည်းမစားတော့ကိုစားတယ်လူစားတယ်အဲ့တော့လူတွေကသူတို့အနောက်ကနေလိုက်ရိုက်တယ်အယံတနာဘူးကောင်းတာပဲပေါ်သူစကားကြောင့်အားလုံးကလေသူတို့တို့ကမကောင်းတာကိုသိသွားကြတယ်အဲ့နောက်တော့ပေါ်သူကငါဒီမနေ့လမ်းထိပ်မှာဈေးသွားဝယ်တော့သူတွေ့ခဲ့ရတဲ့ပြစ်ပြက်ကိုပြန်ပြောပြတော့တယ်မိဝိုင်းလည်းတနာသွားတယ်ဟေးဟာလားတနာပါတယ်သူကသူ့ကလေးအတွက်ခိုးကြည့်တယ်ဆိုပေမဲ့လေ လူတွေကတော့ကြိုက်ကြမှာမဟုတ်ဘူးဟာဒါနဲ့ဘိုးတူဟာသူ့စကားကိုပြန်ဆက်တယ်အေးဟုတ်တယ်အဲ့ဒါကြောင့်ငါတို့ကအများကုသို့ပေါင်းပြီးလမ်းမေးခွေးလေးတွေကိုအစာကျွေးကျင်နေဟာအခုလောလောဆယ်တော့နေ့တိုင်းမဟုတ်တောင်းတပတ်တကာလောက်ဖြစ်ဖြစ်ပေါ့ဘိုးတူစကားကိုအားလုံးကလေထောက်ခံလိုက်ကြတယ်ငပိန်ကကျွေးကျင်နေစိတ်ကတော့ရှိပါတယ်ဒါပေမဲ့ငါတို့မှပတ်စံမရှိဘူးလေကွာအဲ့ဒါကိုရောမင်းဘယ်လိုလုပ်မှလဲ ဒါနဲ့ဘိုးတူကသူ့စဉ်းစားထားတာကိုပြောပြတယ်။အခုလွန်တော့စေတော့ငါတို့ကလေးတွေပဲပေါင်းပြီးတော့ကျွေးတာပေါ့။ဒီအတွက်ငါတို့ကလေးတွေအချင်းချင်းတက်နိုင်တဲ့ပတ်စံလေးတွေနဲ့စားဆရာဝယ်တာပေါ့။နောက်ပြီးဘိုးကြီးတို့စာအုပ်တို့ကိုလည်းအလူသွားခက်မယ်လေ။ဘိုးတူစကားဆုံးတော့တုတ်ဘောကဟာကြာသလားဘိုးတူရာလာအခုပဲသွားကြရအောင်။အဲလိုပြောပြီးသူတို့တူတူရွာလန်းလေးကိုထွက်လာခဲ့ကြတယ်။ ။စာအုပ်မအိမ်ကိုရောက်တော့လူစုံတက်ဆောင်ရောက်လာတဲ့ကိုတူတို့ကိုစာအုပ်ကဟဲ့လူစုံလာကြလားဘာလာလုပ်ကြရလဲ။ဟိုငါတို့အစီအစဉ်လေးတခုလုပ်ထားတယ်ဟာအဲ့ဒါငွေရလို့နေလို့အလူလာခံတာ။ဟမ်ပိုတူစကားကိုစာအုပ်ကလည်းစက်နားထောင်နေ။อืมပြောလေဘာစီစဉ်လဲငါစိတ်ဝင်စားရင်တော့ပါတာပေါ့ဘိုးတူလည်းဆက်ရတတ်သွားတယ်ဒီလိုက ငါတို့လမ်းဘေးခွေးလေးတွေကိုအစာကျွေးမလို့လीအဲ့ဒါအလှငွေလို့နေတာအဲ့ဒါလीနင်ဟိုဟိုနေညာပါခြင်းမမလားလို့ဖိုတူစကားနဲ့ဆုံရောင်းဆောင်းကလမ်းဘေးခွေးတွေလားသူတို့ကအကျင့်ကောင်းတာမဟုတ်ဘူးနော်ဖိုတူဟိုတနေ့ကဆိုဟိုဘေးကဦးလေးရဲ့ကြက်ဦးလေးကိုဆွဲသွားတာတဲ့အော်အဲ့ဒီကိစ္စဆိုရင်တော့ငါသိပါတယ်အဲ့နေရာငါရှိရယ်လीဒါမဲ့ तू ကခိုးရရဲ့လို့တော့မဟုတ်ဘူးအဲ့ဒီခွေးဟာသူကလေးတွေစားဖို့အတွက် အမေဆိုတော့နေတိရဲ့အတိုင်းမော်ဟာလုံမိလို့ရလုံကြတာပေါ့အေးပါဘာပဲဖြစ်ဖြစ်နင်တို့အစာကျွေးချင်တော့ဝမ်းဝမ်းဝမ်းသာပါလေငါလည်းထည့်မယ်လीငါတော့ဆိုရင်ဖြစ်တယ်မလားဖို့သူလည်းဝမ်းသာသွားတယ်ဖြစ်တာပေါ့ဟာနင်ကလေဟိုနေ့ငါတော့နေဆိုသူတို့နှစ်ရက်လောက်တော့အစာကျွေးလို့ရတယ်သိလားဒါနဲ့ဆောင်လေဖို့သူတို့ကိုခွေးစာကျွေးဖို့အတွက်အလုံငွေ9000ထည့်လိုက်တော့တယ် နောက်တော့ဘုဒ္ဓရုတ္တရီတိုးကျော်ရဲ့အိမ်ကိုရောက်လာကြပြန်တယ်။တိုးကျော်ဟာဟာမင်းတို့ကွာဆော့ဆော့အောင်မပြောဘူး။ငါကအယုတ်ဆက်တဲ့ဟာကြီးဝင်လိုက်မိပြီကွာ။ဘုဒ္ဓရုလည်းတိုးကျော်စကားကြောင့်စင်မကောင်းဖြစ်သွားကြတယ်။ဒါပေမဲ့လည်းတိုးကျော်ဟာဟိုစင်မကောင်းမဖြစ်ကြပါနဲ့။နေ။ငါဖိုးလုံးတို့စီလှန့်ဆက်ပြီးတော့မေးပေးမယ်။တို့လူကြီးလှူလောက်တယ်ဟာ။တိုးကျော်လည်းချက်ချင်းမေးဖိုးလုံးတို့ကိုဖုန်းဆက်လိုက်တယ်။ ဖုန်းပြောနေရင်လည်းကဟဲ့နီဟိုလှူမယ်လေကွာလှူမယ်တဲ့တောက်ရပေါင်းတသောင်းဝယ်တဲ့ဟိုခဏတော့နေရောဖိုးလုံးကတူလာပေးမယ်လို့ပြောတယ်ရရရတိုးကြောင်းကြာလင်းဆောင်မယ်ကိစ္စမရှိဘူးရေဒါနဲ့မင်းတို့ဒီအိုင်ဒီယာဘယ်ရရတာလဲမိုက်တယ်ကွာငါလဲလမ်းမေးခွေးလေးတွေတွင်အစာကျွေးကျင်နေရဘလို့လုံးဝမင်းမသိပဲတိုင်ပတ်နေရကျွေးကျင်တာများဟာတက်တက်ကြီးသူတို့အတွက်ဖဲထားဖို့မလိုပါဘူးထမင်းပိုဟင်းမို့လေးရှင်နေဖက်ပြီးတော့ ကြည့်လို့ရတာပဲညင်းရလေမိဝိုင်းအဲ့လိုပြောတာနဲ့တိုးကြုံဟာကြည့်တာတော့ဟုတ်တယ်အိမ်နေရလာနေမှလေးဆိုတာဟိုနေလိုက်လာအောင်လေဘာဖြစ်လဲကွာမင်းရလေအိမ်ဆောင်တော့ရသည်ဒီလိုနဲ့သူ့စကားပြောနေတော့ဖိုးလုံးရောက်လာတယ်တိုးကြုံဟာဟောဟိုမှာဖိုးလုံးရောက်လာပြီရော့ဒီမှာတတောင်ခွဲတငယ်ချင်းတို့ဒါလေအိမ်မှာပူနေတဲ့တမိတ်ချက်လေးတွေမင်းတို့ဒီညက်နေကျွေးမှာလား ဖိုးထူဟာသူ့အဖွဲ့သားတွေကိုကြည့်ပြီးမြင်လိုက်တယ်။ဘလို့လဲ။ငါတို့ဒီညနေပဲကြွေးကြမလား။အားလုံးကလည်းဖိုးထူသဘောဆိုတာနဲ့ဖိုးထူလည်း음ဆက်ပြီးအလူလိုက်ခံလို့မှအချိန်ပိုသိရင်တော့ဒီညနေပဲကြွေးလိုက်တာပေါ့ကွာ။မင်းတို့လည်းလာကူကြလိ။အေးလာခဲ့တာပေါ့ကွာ။မင်းအိမ်မှာပဲမလား။တလူနဲ့သူတို့တတိ ရဲသူတငယ်ချင်းတွေစီမှာအလူခံပြီးတော့အိမ်ကိုပြန်ရောက်လာကြတယ်။တုပ်ပေါ်ကဟောအလူခံလိုက်ရတာတော်တော်ရှားလိုက်တယ်ဟာဒီပတ်စံတွေကိုမင်းဘယ်လိုလုပ်မှလဲဖို့တူအမြင်နဲ့ကြည့်အလူလိုက်ခံလို့မရဘူးကွာဒီတော့ငါတို့ချွတ်ချွတ်တတတာတော့သုံးရလိမ့်မယ်။နောက်ပြီးသူတို့စားလောင်မယ်ဟင်းမြုံနေပဲကျွေးရမယ်။အရင်ကြီးကောင်းနေတွေကမှုတ်တော်မဟာမိမိုင်းကဝင်ပြောလိုက်တယ်။ဒါဆိုငါတို့ဘာဝင်ကြမလဲ ဒီလိုနဲ့နေလေခင်မှာတော့သူတို့တွေဈေးစင်အောင်ဆွဲလို့နေလေစီကိုထွက်လာကြတယ်။မိဝိုင်းကကျန်သားဆိုင်ဒီဇိုင်းရှေ့မှာရပ်လိုက်တယ်။ဒေါ်လီကျုပ်ကဘယ်စီလဲ။တပိတ်တောင်သုံးတော်သမီးလေး။ဟိုချက်ကောင်းကရောဘယ်စီလဲဒေါ်လီ။ချက်ကောင်းကတော့တပိတ်တောင်ငါးတောင်ဘလောက်ဖို့ရှိမှာလဲ။ဆန်ရှင်နဲ့မိဝိုင်းဈေးစကားပြောနေအောင်ကြည့်ပြီးတော့ဘောဟာ တလို့ကြတော့လေမိဝိုင်းရဆရာကြီးပဲဟဈေးတောင်ဝေတက်နေပြီဟိုဒါဆို90သားစီယူလိုက်မယ်နော်တော်လေးကျဲဦး1500ဘူးနဲ့ကျက်ကောင်း2500ဘူးဆိုတော့ပေါင်းတော့4000ပေါ့နော်ဒါနဲ့ကျက်ဝယ်ပြီးသွားတော့ဖို့တူပါငါတို့ပဲဆက်သွားကြမလဲဟိုကျက်ဝယ်ပြီးပြီဆိုတော့ဘယ်လိုချက်မလဲအနည်းလေးနဲ့ချက်လိုက်မယ်လေအနည်းနဲ့ဆိုဟိုခင်းအကျင်နေနဲ့ကျက်တုံတွေကိုဝယ်ရမယ်ဟာလာသွားရအောင်ဒါနဲ့မိဝိုင်းဥဆောင်ပြီး ဝေစီယာရှိရာတွေကိုဝေတော်ရီဇေဝဲပြီလို့အိမ်ရောက်တဲ့ခါမှာတော့တိုးကြောင်ဆောင်းမနဲ့ဘိုးကြီးတို့ရောက်နေပြီဘိုးကြီးဟာဖို့သူတို့ငါတို့ဘာကူရမလဲမိဘိုင်းကသူတို့တော်ရောက်ကိုတွေ့တော့အတော်ပဲဟဟိုကျက်ဝင်တဲ့ကြက်ကောင်းစီရမှာခဲအကျင်နဲ့လိရမယ်ကျက်တုံနေအခွန်ခွာမယ်ပြီးတော့လုံရမယ့်ဟာတွေကို ဇက်တိုက်ပြောနေရင်မြဝိုင်းကိုစောင်းမကဟဲ့ဟဲ့မြဝိုင်းဖြည်းဖြည်းပြောပါဟာတခုချင်းစီပြောစုပြောလို့လေငါတို့ကမှတ်မိတာမဟုတ်ဘူးရေဒီလိုနဲ့အားလုံးကမြဝိုင်းကတောင်းဝင်နေခွဲပေးလိုက်ပြီးအားလုံးကလည်းမြဝိုင်းပြောတဲ့အတိုင်းလိုက်လို့ကြတယ်မြဝိုင်းကစက်တန့်ရှင်ရဲ့လုံနေရာကနေဟဲ့တိုးကြောင်ခဲချင်းကြီးကတိတ်များလားမဟုတ်ဘူးနော်ပြီးရင်ငါတို့ကိုပြပြ ဘုံယူပြီးပြီးကူလိုက်အောင်ဟိုဖိုးထုတ်တော့အောင်ကလည်းတုံးရောက်ပေးထားတာအလုပ်ပြီးအောင်လို့နော်လေပေါင်းမနေကြနဲ့ဦးကြလားမိဝိုင်းအဲ့လိုပြောလိုက်တော့တိုးကြောင်းအေးပါငါပြီးရနေကူပါမယ်မိဝိုင်းမရေကျတော့နဲ့လေးပြီးထောင်းနေရဲ့ငပိန်ကတော့မိဝိုင်းမမိဝိုင်းမဆရာလောက်ချင်နေရနဲ့ဆရာပေးလို့တဲ့သူတွေနဲ့ဆိုတော့သူစံနေသူ့ရက်ကွက်တီကိုဖြစ်နေရမယ်အဲ့ဒီအချိန်မှာ ငပိန်စကားပြောနေရကိုမိဝိုင်းကမြင်သွားတယ်။ဟဲ့ငပိန်လေဘောမနေနဲ့လှုပ်မြန်မြန်။အေးပါဟာလှုပ်နေပါလေ။နေမလဲနော်အိမ်ကအမေလိုပဲ။အိမ်လုံးလုံးနေကြမမြင်ဘူး။ဖုန်လေးနှိမ့်လိုက်ပြီးဆိုတန့်မြင်ပြီ။ငပိန်စကားကြောင့်ဝိုင်းကိုနေကြတဲ့လူတွေအားလုံးရင်မိသွားကြတယ်။အဲ့ဒီအချိန်မှာပဲဘိုးကြီးကမိမွေးပြီးသွားတာနဲ့မင်းကတော့မှုေ့ပြီပြီနော်။ဘာဆက်လုပ်ရမှာလဲ။အေးမိမွေးပြီးရင်ရင်နှွေးတဲထားလိုက်။ က်ဝူရီနဲ့ကြက်ကောင်းကိုနူးနေအောင်ပြောရမှာဆိုတော့ပြုတ်ပင်းလည်းစားလို့ရအောင်ကကြင်းနဲ့ညှက်ရအောင်ဟာမိဝိုင်းတလို့စီမံနေရမြင်တော့စောင်းမကဖက်မိဝိုင်းမင်းဟုတ်လားကြည်လားဟာဟင်းအောင်တော်တော်ချက်တန်နေပြီချင်းနေအေးဟာဟုတ်တယ်အမေဟင်းကြက်ရင်ဘေးကနေကိုပင်းနေကြဆိုတော့တိနေလားအိမ်တော့ချက်ပြီးပြုတ်ပြီးသွားတော့အနက်ထွက်လာအနေတုတ်ပေါ်ဟာ အနားကတော့တော်တော်မှွေးတာပဲငါတော့စားကျင်သွားပြီတော်ဘောစကားကြောင့်မိဝိုင်းကဟဲ့ဒါကခွေးစာနော် လူစာမဟုတ်ဘူးနင်းလေးအဲ့လောက်ငကြီးကြမနေနဲ့ငပိန်ကမိဝိုင်းကိုမေးလိုက်တယ်အခုချက်ပြီပြီဆိုတော့ငါတို့ကိုဘာလို့ကြမလဲอืมလောလောဆယ်ရောပူနေသေးတော့ဘာမှလုပ်မရသေးဘူးခဏလောက်ကြာမှငါတို့ကြွကြွလေးနဲ့ထွက်ပြီးလမ်းထဲကခွေးလေးတွေကိုအစာကျွေးတာပေါ့ ။ဒါနဲ့အားလုံးကလည်းမိဝိုင်းစကားအတိုင်းခဏဆောင်လိုက်ကြတယ်။အိမ်နောက်တော့မိဝိုင်းကတန်ဝတ်တကူတွေကိုတမင်းနေတဲ့ပြီးဟင်းနေနဲ့ရောင်းနေပြီးသွားတဲ့ကရပြီကျွတ်ကျွတ်အေးလေးနဲ့ထုတ်ကြတော့ဒါနဲ့ဖိုတူတို့တတွေလေးမိဝိုင်းခန့်နဲ့လို့ကျွတ်ကျွတ်အေးလေးတွေနဲ့တကောင်စာထမင်းလေးတွေထုတ်လိုက်ကြတယ် အားလုံးထုတ်ပြီးသွားတော့တိုးချောင်းဟာအားလုံးတော့ပြီးပြီငါတို့အခုသွားကြတော့မလားအေးသွားတော့ပေါ့လမ်းမတီးတဲ့လမ်းမီးခွေးမှန်သမျှချကြည့်မယ်နော်ဒီလိုနဲ့တို့တို့တွေအတုပ်ကလေးတွေကိုနိုင်တဲ့လောက်ကင်လို့လမ်းကိုထွက်လာခဲ့ကြတယ်လမ်းမှာခွေးတကောင်တွေ့တော့မိဝိုင်းကဒီမှာကြည့်နောက်ခွေးတွေじゃဒီလိုကြွေးနော်ဟမ် လို့ပြောပြီးကြွကြွကြီးကိုခွေးလေးတွေစားလို့ရအောင်လို့ဖြည့်ပြင်းလိုက်တယ်။အဲ့ဒီချိန်မှာပဲခွေးလေးကောင်စားနေအောင်မြင်တော့နောက်ထပ်ခွေးလေးရလေးသူ့တို့နောင်ရောက်လာကြတယ်။ဟာဟိုမှာခွေးလေးအများကြီးရောက်လာပြီဟ။ဒလုံနဲ့ပူထူတို့တက်တွေရောက်လာတဲ့ခွေးမန့်သမီးကိုအထောက်ကလေးတွေကြကြွေလိုက်ကြတယ်။အဲ့ဒီချိန်မှာပဲဦးစိန်မောရောက်လာတယ်။ဟာခလေးတွေအဲ့ဒါဘာလို့နေကြရလဲကွ။ ခွေးတွေခွေးမစားတော့ခွေးစာကျွေးနေကြတာဗျ။ဦးစိန်မော်လေးခွေးစာလူလေးထည့်လို့ရတယ်နော်။ဟာဖိုတူစကားကြောင့်ဦးစိန်မော်ကသဘောတည်ကြသွားပြီ။ဟာဒါလို့ဆိုတော့လေထည့်ရသေးတာပေါ့ကွာ။ကြော့တသောသူတို့ခွေးမစားအောင်မြမြလေးနဲ့နေတိုင်းကျွေးပြပေါ့ကွာဖိုတူရနော်။ဦးကြီးတို့လည်းလိုက်ရိုက်เสียမလို့တော့ပေါ့။ဒါနဲ့ဦးစိန်မော်လေးပတ်စံတသောနဲ့ပြီးပြီးထွက်သွားပြီ။စာအုပ်ကတော့ ဖိုးတူတို့ကတော့ပိုင်နေဟိချက်ချင်းကိုအလူခံပြစ်လိုက်တော့တာပဲအဲ့ဒီအချိန်မှာပဲမိဝိုင်းပါသားကဲဒီနေရာခွေးတွေကိုကြည့်ပြီးပြီဆိုတော့ငါတို့ဆက်သွားရအောင်ဘယ်နေရာမှာခွေးတွေရှိအောင်မလဲမသိဘူးအေးဟုတ်တယ်သွားကြတာပေါ့လက်ထဲမှာလည်းထုတ်တယ်မြိုင်ကြံနေရည်ဆိုတော့ဒီလိုနဲ့သူတို့တတိနောက်ထပ်ခွေးလေးတွေကိုကြည့်ဖို့အတွက်ဆက်လျှောက်သွားကြတယ်ဖိုးတူကတော့သူ့လောက်ကျင်နေခွေးစာကျတဲ့အလူလေးဖြစ်မြောက်နေတာဆိုတော့ ပီတိအပျော်နဲ့ပျော်နေတော့တာမှာအိမ်တော်တော့သူနဲ့အတူပေါင်းဝေးပေးတဲ့သူငယ်ချင်းလေးကိုစိတ်တွေကနေကျေးဇူးတင်စကားပြောလိုက်တယ်ငါလှုပ်ချင်တဲ့အလူကိုအခုလိုအထမြဝိုင်းဝန်းပြီးတော့လှုပ်ပေးကြလို့ကျေးဇူးပါပဲကွာအဲ့ဒီအချိန်မှာငပိန်ကအနောက်မှာကြံနေခဲ့တဲ့ဖိုးထုကိုလှည့်ကြည့်တယ်ဟဲ့အောင်ဖိုးထုအဲ့ဒါဘာရဲလုံနေရလဲလာနေကွာသွားရအောင်အော်ဟိလာမပါဘီကွာလာမပါဘီ ပိုတူလေအနောက်ကနေခက်မြက်မြန်လေးပြေးလိုက်သွားတော့တယ်။